တန်ကြီးကန်ဆွဲတို့ကအသင်းမှာဆက်ထားတဲ့မထားတဲ့အသုံးသက်ကြည့်ချင်းအားလုံးပဲမိလာပါမန်ချက်စတာဖော့စ်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မန်ချက်စတာနဲ့တဲ့အသင်းကရောင်းချမဲ့ကစားမတဲ့အကြောင်းပြောရရင်ကန်ဆွဲတို့ကိုလည်း channel ထားလို့မရပါဘူးအသင်းဘက်ကအန်တိုနီရက်ဖို့ဆန်ချိုနဲ့ဂါနာချိုတို့ကိုရောင်းဆင်းတင်ထားသလိုကန်ဆွဲတို့ဝိုင်လန်အိုဒါနာတို့ကိုလည်းကောင်းမွန်တဲ့ကမ်းလှမ်းချက်တွေရှိလာခဲ့ရင်ရောင်းချသွားဖို့ရှိနေကြပါဒီမှာကက်စမဲတို့ကစိတ်ဝင်စားဖို့ကောင်းပါတယ်အသက်33နှစ်အရွယ်ဘရာဇီးကွင်းရဲ့ကစားမဟာယူနိုက်တက်ကိုကစားမဘွားအနောက်မိုင်းမှမှရောက်ရှိလာခဲ့တာပါ ပြောရင်ကက်စမဲရဲ့အကောင်းဆုံးအချိန်တွေက Real Madrid အသင်းရဲ့အချိန်တွေပါ။ဒီနေ့တမှာတော့ကက်စမဲရဲ့ကစားဟန်ကပြောင်းလဲလာပါတယ်။အရင်လိုအကျန်းခံရမှုတွေလောက်အားလုံးတွေကိုအာမကိုပဲအတွင်းချင်းကိုအာကိုပြီးကစားနေရပါ။ကက်စမဲကိုရောင်းတင်လာဆိုရင်မိကုန်းကိုဖိအားရင်တော့ Sorry Club တွေကဈေးကောင်းပေးရင်ရောင်းတင်ပါတယ်။အသင်းအတွက်ဝင်ပေးလဲတိုးသလိုကစားမဘကကြည့်ရင်လည်းလာစားကောင်းကောင်းနဲ့ကစားမဘွားရဲ့နေဝင်ချင်းတွေကိုဖျက်သိမ်းရမှာပါ။ တကယ်လို့ကက်စမဲတို့ကိုခေါ်မယ်အသိမရှိပဲအသိမှပဲဆက်ထားမယ်ဆိုရင်လည်းအကျိုးမရောက်ပါဘူးကက်စမဲတို့ကအသိမဲ့ရနိုင်ပေမဲ့လူငယ်တွေနဲ့ရှင်ကစားနိုင်တော့ပါမယ်အဓိကအချက်ကတော့အသိရဲ့လူငယ်ကွင်းနယ်ကစားမတွေနဲ့ကက်စမဲတို့နဲ့တွဲဖက်ကစားရင်အထွေးချုံကောင်းတွေရလာနိုင်ပါတယ်ဒါကြောင့်မလို့ကက်စမဲတို့ဆက်ရှိနေတာကလည်းကောင်းတယ်လို့ရောင်းလိုက်ရင်လည်းကောင်းပါတယ်ဒါကြောင့်မလို့ကက်စမဲတို့ကိုရန်ချီစိတ်မပူတင်မယ်အသိအနေနဲ့ဆန်ဂျိုကာတာဂျိုအန်တိုနီနဲ့ရက်ဖိုးတို့ညီနောင်လေးဘွားကိုပဲရောင်းထွက်အောင်ကြိုးစားရမှာပါဒီနေ့တင်ဆက်မှုကတော့ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖို့အကြောင်းတွေကိုတင်ဆက်ပြီးမှပြလို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချိုလိုက် 이어버리면